မွေးနေ့ပွဲအထိမ်းအမှတ်အနေနဲ့ဘောလုံးပွဲကျင်းပပြီးဆူရတဲ့အသင်းကိုချက်သိန်း2000ဆုချခဲ့တဲ့ကရင်ပြည်နယ်ကဘောလုံးပွဲအားလုံးပဲမင်္ဂလာပေါင်းဗမစ်စနောင်းကနေကျေးဇူးလိုက်ပါတယ်။အားကစားကိုအားပေးကြတဲ့ကရင်ပြည်နယ်မှာထူးခြားတဲ့ဘောလုံးပွဲကိုကျင်းပခဲ့ပြီးဒီပွဲမှာအနိုင်ရတဲ့အသင်းကိုချက်သိန်း2000အောင်ဆုချမြင်လိုက်ပါတယ်။ချက်သိန်း200မဟုတ်ဘဲ2000ဖြစ်ပြီးမြန်မာနိုင်ငံအတွင်းမှာတော့ထူးခြားတဲ့ဘောလုံးပွဲပေါင်းချက်သိန်း2000ဆိုတဲ့ငွေပမာဏကတော့အလွန်များပြားတဲ့ပမာဏဖြစ်ပြီးဘောလုံးပွဲမှာအနိုင်ရရုံနဲ့ဒလောက်တောင်ဆုချမြင်လာစွာကအံအသင့်စရာပေါင်းပိုပြီးထူးဆန်းတာကတော့ဒီ 我諗背下，格力真係偏，每也听麦偏，煎包嘅也放。 ကရင်နယ်ခြားစောင့်တပ် BTF ခေါင်းဆောင်ဗိုလ်မှူးကြီးစောချစ်သူကသူ့မိလေးကိုအရန်ချစ်တာကြောင့်တနှစ်ပြည့်မွေးနေ့အထိမ်းအမှတ်အဖြစ်ဖိတ်ခေါ်ဘလုံးပွဲတွေကိုကျင်းပခဲ့ပါတယ်။မွေးနေ့ရှင်ကအသက်တနှစ်အရွယ်စောမင်းတီတီဖြစ်ပြီးဗိုလ်မှူးကြီးစောချစ်သူရဲ့မိလေးပေါင်းအသက်ကတနှစ်အရွယ်သာရှိသေးပေမယ့်အဖိုးဖြစ်သူကတော့ဘသူနဲ့မှမတူတဲ့မွေးနေ့ပွဲဖြစ်စေခြင်းခဲ့ပါတယ်။ဘောလုံးပွဲကိုလည်းမွေးနေ့ရှင်ကိုယ်တိုင်ကတက်ရောက်အားပေးခဲ့ပြီးခန်းခန်းနန်းနန်းနဲ့ကျင်းပခဲ့တာရှင်ဒီဘောလုံးပွဲကိုတော့ကရင်ပြည်နယ်မှာရှိတဲ့ရွှေကိုကုံမှာကျင်းပခဲ့တာဖြစ်ပြီးအနိုင်ရတဲ့အသင်းကရရင်စုကြီးရဲ့အကြောင်းကိုတင်ထားခဲ့ပါတ င်းဒီပွဲမှာ Arcos အသင်းနဲ့ BSO FC အသင်းတို့ရှင်ပြိုင်ခဲ့ကြပြီး Arco အသင်းကတကောပြတ်နဲ့အနိုင်ရရှိခဲ့ပါတယ်။အဲဒါကြောင့်အသင်းတစ်သင်းလုံးအတွက်စုချင်းငွေ7,200ပေးရလိုက်တာပေါ့။အခုစုချင်းငွေကပြည်ရင်းဖိတ်ခေါ်ဘောလုံးပြိုင်ပွဲမှာအမြင့်ဆုံးစုလို့ဆိုပါတယ်။ပြည်ရင်းကနမဲကြီးအသင်းတွေမှာဘောလုံးကန်ရင်တော့ဒီလောက်များပြားတဲ့စုချင်းငွေကိုမချင်းမြင့်နိုင်ကြပါဘူး။မြန်မာ National League MNL Champion စုချင်းကမြန်မာငွေ7,950တာရှိခဲ့ပြီးပြည်ရင်းပြည်နယ်ကဘောလုံးပွဲစုချင်းငွေနဲ့ကွာခြားနေခဲ့ပါတယ်။ အဲ့ဒါကြောင့်အကူအသိန်းကတော့ MNL Champion စုချေးထက်တောင်းတော့နေဆိုပြီးဂုံယူနိုင်တာလည်းဖြစ်ပါတယ် မန်ယူကအပြတ်သက်ကိုသွင်းနိုင်ခဲ့တဲ့မမောင်လွင်ကိုတော်မြမဘောလုံးအဖွဲ့ချုပ်နဲ့တထေးကြီးတွေကစုပေါင်းပြီးစစ်စုပေါင်း3000တောင်ပဲစုပေးနိုင်ခဲ့ပါတယ်။အရင်အချိန်မှာတော့ဘုံမူကြီးစောချစ်သူကမြေလင်းမွေးနေ့မှာဘောလုံးပွဲကျင်းပပေးပြီးများပြားတဲ့ပမာဏကိုပေးနိုင်ခဲ့ပါတယ်။နိုင်ငံခြားမှာဖလားရတဲ့အသင်းကိုတော်တထေးတူတွေက300ချီလောက်သာဆွတ်ချင်းမြစ်ပေးမယ်။ဒီပွဲမှာတော့တယောက်ထဲကနေ3000ပေးခဲ့တာပေါ့။ဒီလောက်များတဲ့ငွေကိုရောက်သွားတဲ့အသင်းကလည်းပျော်နေကြကကြားရတဲ့သူတွေကလည်းအံ့ဩနေကြရဲ့ရှင်။မြေလင်းရဲ့မွေးနေ့ပွဲကိုအမတ်တရားဖြစ်အောင်ဘောလုံးပွဲကျင်းပပေးတာဖြစ်ပေမဲ့ ုချင်းတွေကိုတော့မြင့်ကောင်းရောင်လောက်သာမပေးဘဲနှဝစီမဲ့ပမာဏကိုပေးခဲ့တာပေါ့။ကရင်ပြည်နယ်မှာတော့ဘုံမူကြီးစောချစ်သူကိုမသိတဲ့သူကခက်ရှားရှားဖြစ်ပြီးသူ့ရဲ့ပိုင်ဆိုင်မှုတွေကလည်းများပြားပါတယ်။ကလေးမွေးနေ့ပွဲကိုတော့တိန့်ထောင်ချီကုံအောင်ပေးနိုင်လို့သူ့ရဲ့ပိုင်ဆိုင်မှုတွေကလည်းအရန်ကိုများပြားနေမှာပါနော်။အဲ့ဒါကြောင့်လည်းမွေးနေ့ပွဲမှာဘလုံးပွဲချင်းပါပေးပြီးအပြင်းပြေစုချင်းမြင့်တဲ့ငွေကတော့တိန့်နှစ်ထောင်ဖြစ်နေခဲ့ပါတယ်။ သိန်း2000ဆိုတဲ့ပမာဏကတာမန်လူတွေကိုချမ်းသာတော့လုပ်ပေးနိုင်မယ့်အရင်းအနှီးဖြစ်ပေမဲ့ငွေချေးချမ်းသာသူတွေအတွက်တော့ဒီငွေဟာအသေးဖွဲ3တလောက်သာရှိတယ်ရှင်။ဒါကြောင့်နောက်ထပ်ဘလုံးကန်ချင်းသူတွေလည်းစိတ်ဝင်စားနေကဘလုံးပွဲမှာအနိုင်ရတဲ့အသင်းကအရန်ကိုအော်သွားချမှာဖြစ်ပါတယ်။မြည်ဖြစ်သူရဲ့မွေးနေ့ပွဲကိုခက်ခဲနာနာကျင်းပပေးပြီးအနိုင်ရတဲ့ဘလုံးအသင်းကိုသိန်း2000ဆွချခဲ့တဲ့ဒီအဖြစ်ပြပုံဘလို့ထင်မြင်မိလဲဆိုတော့ခမမပြပြခဲ့ပါအောင်ရှင်။ အဆုံးနဲ့ကြိရှိပေးခဲ့ကြတဲ့အတွက်တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်။နောက်ထပ်နောက်ထပ် celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလုပ်ခဲ့ကြပါဦးနော်။နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ။